တဖက်မှာဟိဝင်ရဲတို့ကဒင်နာပွဲကျင်းပနေစဉ်တဖက်မှာတော့ကိုကိုချေဦးဆိုတဲ့တချင်းလေးကိုပွဲမှာဖျော်ဖြေသည်ဆိုရင်မျက်ရည်ကျခဲ့တဲ့တရုတ်ဆောင်နဲ့ဆိုတော့ဝိုင်းစုခိုင်းသိမ့် မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကဇူလိုင်လ15ရက်နေ့ညပိုင်းမှာတော့တရုတ်ဆောင်ဟေဝီယန်နဲ့ဆိုဖီးယားသတင်းတို့ရဲ့မင်္ဂလာညစာစားပွဲလေးကိုချစ်ခင်ရတဲ့အနုပညာကြီးကိုမောင်နှမတွေနဲ့အတူပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်အဆိုပါမင်္ဂလာညစာစားပွဲကိုတော့တရုတ်ဆောင်နေတိုတို့ဇနီးမောင်နှံကလည်းတက်ရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပြီးမင်္ဂလာညစာစားပွဲမှာသူတို့သားသူတို့သမီးကအပျော်ဆုံးဖြစ်ခဲ့လို့မြင်ရတဲ့သူတွေတောင်မှအပျော်ရည်ကိုကူးဆက်စေခဲ့တာဖြစ်ပါတယ် အဆိုပါပွဲမှာတော့တရုတ်ဆောင်ဆိုဖီတစင်ကသူမဘဝအတွက်အချစ်ဦးဖြစ်ပြီးလက်ထက်မဲ့သူလည်းတယောက်တည်းဖြစ်ခဲ့တဲ့ဟေးဝေယန်စီကဘဝတစ်လျှောက်လုံးသစ္စာရှိရှိနဲ့သူမတယောက်တည်းကိုသာချစ်သွားဖို့အတွက်တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်တေယောဆောင်ဆိုပြတဲ့စင်ဟာဟေးဝိယံကိုလက်ထပ်ခဲ့တာဟာသူမဘဝအတွက်အချစ်ဦးနဲ့အချစ်ဆုံးတယောက်ဖြစ်လို့လက်ထပ်ခဲ့တာဖြစ်ပေမဲ့သူမကိုယ်တိုင်ကတော့ဟေးဝိယံရဲ့အချစ်ဦးဖြစ်ခွင့်မရတဲ့သူအနေနဲ့ပြည်သက်တွေအားလုံးကလည်းသိရှိထားကြတာဖြစ်ပါတယ်။ တချိန်ကပြည်သက်တွေကြားထဲမှာပြောစမှတ်တင်ခဲ့တဲ့အချစ်ဆက်လန်းအကြီးကြီးရှိခဲ့ဘူးတဲ့ဟိဝိယန်နဲ့ဝိုင်းစုခိုင်သိန်းတို့နဲ့ပတ်သက်ပြီးဒီနေ့ဒီချိန်ရက်ထိလဲအိမ်လောင်ဘက်ကောင်းကိုတွေ့သွားပြီးအဆဆရရအစဉ်ပြေနေတဲ့ဟိဝိယန်အတွက်ပြည်သက်တွေကဝမ်းသာခဲ့ကြပေမယ့်အခုချိန်ထိအချစ်ရေးမှာကံမကောင်းသေးရှာတဲ့အဆိုတော်ဝိုင်းစုခိုင်သိန်းအတွက်ကိုတော့ပြည်သက်တွေကစိတ်မကောင်းဖြစ်ခဲ့ကြရတာပါ အခုဆိုရင်လေဟိဝိယံရဲ့အစိုးပြတဲ့ဇင်းတို့ကတဖက်မှာတင်နာပွဲပျော်ပျော်ပါပါကျင်းပနေချိန်ဝိုင်စုခိုင်သိန်းကတော့သူမအနေနဲ့အစိုးလေးဆိုထားမရှိတဲ့ကိုကိုချေဦးဆိုတဲ့တခြင်းလေးကိုမျက်ရည်တွေဝဲရင်နဲ့တိဆိုးဖြောပြေးခဲ့တာလည်းဖြစ်ပါတယ်။တဖက်မှာတော့ပျော်ရွှင်ကြည်နူးမှုတွေရှိနေတဲ့အချိန်တဖက်မှာတော့နာကျင်မှုတွေနဲ့ခံစားနေရတဲ့မိန်းကလေးတယောက်အတွက်ဝိုင်စုကိုချစ်ကြတဲ့သူတွေက ကိုကျင်းစာနားလဲပေးပြီးတနာကျင်နာခဲ့ကြရတာလည်းဖြစ်ပါတယ်။ Yeah.